လိုင်းပေါ်မှာလည်းဒီသတင်းကပြန့်နှံ့နေတယ်ပေါ့နော်အဲ့ဒါအဲ့ဒါတော့15ရက်နေ့မှာပေါ့နော်အော်တိုဘာလ15ရက်နေ့မှာနေပြည်တော်မှာဒေါ်ဆန်းစုကြည်ကိုတွေ့ခွင့်ရတယ်ပေါ့နော်ဆိုတော့ဘယ်သူတွေကသွားတွေ့လဲဆိုတော့အာဒီ NLD ကမြန်မာပြည်စီအဖွဲ့ချုပ် CEC နှစ်ယောက်ပေါ့နော်ဒေါက်တာတင်မျိုးဝင်းနဲ့ဦးသိန်းဦးပေါ့နော်အဲတော့တွေ့တယ်ဆိုတဲ့သတင်းတွေလည်းကျွန်တော်တို့ကဖတ်ရတယ်သိရတယ်မြင်ရတယ်ကြားရတယ်ပေါ့နော်ဆိုတော့ဒါအဟုတ်ပဲလားဒါဟုတ်တယ်ဆိုရင်တော့ ါဒါကတော့အာဒီဒီသတင်းကောင်းဖြစ်မှာဒါပြည်သူတို့ကြားကျင်တဲ့သတင်းပေါ့နော်အဲ့ဒီတွေးခွင့်ရတဲ့အပေါ်မှာဒေါန်ဆန်းစုကြည်ရဲ့ပြည်တွင်းဒေတာတွင်နိုင်ငံတကာပေါ့အထူးသဖြင့်ပေါ့ဗျာမိသားစုဝင်ကျွန်တော်တို့အာဒီကုထိန်လင်းပေါ့နော်အာဒီကင်အရစ်ကလည်းအဲ့ဒါနဲ့ပတ်သက်လို့တော်တော်လေးကိုသူမိခင်နဲ့ပတ်သက်လို့ပေါ့နော်ကျွန်တော်တို့လည်းကိုချင်းစာပါပဲလေသတင်းတွေကိုအထူးသဖြင့်တော့ချမ်းမာရေးပေါ့ဒေါန်ဆန်းစုကြည်ရဲ့အဲချမ်းမာရေးအခြေအနေပေါ်မှာ စိုးရိမ်တဲ့သူတွေကအများကြီးပဲဗျာဆိုတော့တကယ်လို့များတွေးခွင့်ရတယ်ဆိုရင်တော့တည်ကြတယ်ဒါတော့တောင်ဆန်းစုကြည်ရဲ့အခြေအနေပေါ့နော်ကျမရေးပေါ့နော်နောက်တစ်ခါနေရေးထိုင်ရေးစားရေးတောက်ရေးပေါ့နော်အဲအဲ့ဒါလေးနဲ့ပတ်သက်လို့တော့အဲကျွန်တော်တို့လည်းအဲဒါတည်ခွင့်ရမှာပေါ့အခုဥစ္စာကအခုဥစ္စာကအဲ့တကယ်ဟောတွေးခွင့်ရရဲ့လားပြေပွင့်ရသွားသလားဒီတဲ့ရအမှန်လားဒါမှမဟုတ်ဒီတဲ့ကိုအဲ့လောက်ချံပြီးတော့ပေါ့နော် ကောလာကောလာလာပုံစံမျိုးတွေထုတ်လွှင့်နေတာလားဘာကြောင့်လဲဆိုတော့ယနေ့တိုင်းပြည်ရဲ့အခြေအနေကအထွေထွေနိုင်ငံရေးအရာပေါ့နော်အထွေထွေအကြက်တဲနဲ့လမ်းစုံလမ်းကောင်းကိုရောက်နေတဲ့အခြေအနေမျိုးပေါ့နော်အဲ့ဒီအခြေအနေမျိုးမှာမကြခင်မှာကလည်းအဲဒီဟိုနေပေါ့နော်အာငကရခစီရာဇေကောင်မင်းအောင်လည်းဥဆောင်ပြီးတော့အစိုးရအောင်ချမ်းဖဲစကမနေပြီးတော့ဒီဇင်ဘာလ22ရက်နေ့ဒီဇင်ဘာလ28ရက်နေ့မှာပထမဆုံးအချိန်ပေါ့နော် မြို့နယ်တရားတရားနှစ်မြို့နယ်မှာသူကရုပ်ကောက်ပွဲလုပ်တော့မယ်ဆိုတဲ့တဲ့ဒါပေမဲ့အဲ့ဒီရုပ်ကောက်ပွဲကိုလေအဲ့ကျွန်တော်တို့တော်လိုင်းရင်အားစုလေပြည်သူလူထုကဒါကိုပြက်ပြက်သားသားစန့်ကျင်နေတဲ့အခြေအနေမျိုးကန့်ကွက်နေတဲ့အခြေအနေမျိုးပြည်တွင်းဒေသတွင်းနိုင်ငံတကာလည်းအဲ့ဒီကိစ္စအနေနဲ့ပတ်သက်လို့ဖိအားပေးနေတာဒီရုပ်ကောက်ပွဲနဲ့ပတ်သက်လို့တကယ်ကြအတွေ့အကြုံရုပ်ကောက်ပွဲဗျာဒီအတွေ့အကြုံရုပ်ကောက်ပွဲကြောင့်ကျွန်တော်တို့အတိုင်းပြည်အပြောင်းလဲမဖြစ်တာသိကြတယ် ောက်တစ်ခုကယနေ့တိုင်းပြည်ရင်ဆိုင်ကြုံတွေ့နေရတဲ့အခက်အခဲအကျက်တွေစိန်ခေါ်မှုရဲ့ထပ်ပေါင်းလည်းမဟုတ်ဘူးအဖြစ်လည်းမဟုတ်ဘူးလက်တွေလည်းမကြောက်ဘူးအဓိကဘာလဲဆိုတော့သူတို့သက်ဆိုးရှည်ဖို့အတွက်ကိုသူတို့စစ်အာဏာတည်တံ့ဖို့စစ်ကျူးဆိုးရေးဝါဒခိုင်မာဖို့အတွက်ကိုသူတို့ကကြိုးစားတာအဲ့ဒါတွေအားလုံးကသူတို့အကျိုးရှိသွားတယ်ပဲဆိုတော့အခုလိုအခြေအနေမျိုးမှာဘုံရန်သူကနေပြီးတော့ဒီသတင်းကိုဝါဒဖြန့်ချီရေးပေါ့ဗျာအခုချိန်မှာသူကကျွန်တော်တို့အချင်းချင်းကြားမှာလဲစိန်ဝန်းခွဲအောင် ောက်တကွာဒီလိုမျိုးဝါရဖြန့်ချီရေးတွေကသူတို့ကတောက်လျှောက်လုပ်နေတာသူတို့မှာ Telegram channel တွေပေါ့ဗျာเนาะအတက်ထောက်ခံတဲ့အလိုတော်ကြီးတွေဒီ channel တွေကနေပြီးတော့လဲတောက်လျှောက်ဝါရဖြန့်ချီတွေလုပ်နေတဲ့အခါကျတော့ကျွန်တော်တို့ဒါကိုဆန်းစစ်ကြည့်တာပေါ့ဗျာဆန်းစစ်ကြည့်တာပေါ့เนาะအဲ့တကယ်ရော15ရက်နေမှာအာသူတို့တွေ့ခွင့်ရရရဲ့လားပေါ့ဗျာဆိုတော့အခု ဘာလို့ကျွန်တော်သွားတရိယာလဲဆိုတော့ကျွန်တော်တို့ပြည်တွင်းမှာ NLD CC လေးယောက်ကြံတယ်ဗျဒေါက်တာတင်မျိုးဝင်းဒေါက်တာတင်မျိုးဝင်းရဲ့ဦးသိန်းဦးရဲ့ဒေါက်ခင်သေးကျွေရဲ့ဒေါက်တာမျိုးညွန့်ပေါ့နော်သူကဒေါက်တာမျိုးညွန့်ကိုဒေါက်တာမျိုးညွန့်အကြောင်းမပြောခင်မှာကျွန်တော် BBC သတင်းဌာနကနေပြီးတော့သွားတွေ့တယ်လို့နှစ်ယောက်ပေါ့ဗျာသွားတွေ့တာနှစ်ယောက်နှစ်ယောက်ထဲကနေပြီးတော့အဲသူကဦးသိန်းဦးကို အာဒါဒါမင်းများနေပေါ့နော်ဥဥသိန်းဦးကိုအာဒါသူကအာဒီဆက်သွယ်မင်းများနေအခါမှာဥသိန်းဦးကိုတိုင်ကံကရှင်ကိုတိုင်ဖုန်းကင်တာမဟုတ်ဘဲနဲ့မိသားစုဝင်တစ်ယောက်ကကင်ပြီးတော့သတင်းမလို့ပြန်ပြောတယ်အိမ်မှာအတူတူ ရှိနေတယ်လို့ပြောတယ်နောက်တစ်ခုကဒေါက်တာတင်မျိုးဝင်းကိုလည်းဆက်သွယ်တဲ့အခါမှာဒေါက်တာတင်မျိုးဝင်းကဖုန်းကင်ပြီးတော့ဖြေကြတာမရှိဘူးလို့ကျွန်တော်တို့သိရတယ် ဒါပေမဲ့နောက်ထပ် CEC တယောက်ဖြစ်တဲ့ဒေါက်တာမျိုးညွန့်ပေါ့နော်ဒေါက်တာမျိုးညွန့်ကတော့သူကဘာပြောလဲဆိုတော့သူကဒီတယောက်သွားတွေ့တယ်ဆိုတာကိုလည်းသူကညင်းတယ်ဒါမဟုတ်ပါဘူးပေါ့နော်သွားတွေ့တာမဟုတ်ပါဘူးဒါပေမဲ့တဲ့သူကဘာဆက်ပြောလဲဆိုရင်ဒေါက်တာမျိုးညွန့်ကတော်ဆန်းစုကြည်ရဲ့ကျမ်းအရေးအခြေအနေကိုစိုးရိမ်ကြောင်းအဲ့ဒီအတွက်ကြောင့်မလို့ တောင်ဆန်းစုကျင်နဲ့လူချင်းတွေ့ဆုံခွင့်ရဖို့တောင်းဆိုထားတယ်လို့ပြောတယ်။ဒါတွေကလည်းအရေးပါတဲ့အချက်တစ်ချက်ထဲမှာပါတယ်ဗျ။ဘာကြောင့်လဲဆိုတော့တောင်ဆန်းစုကျင်ရဲ့ကျမ်းမာရေးအခြေအနေကိုစိုးရိမ်နေတဲ့ထဲမှာဒေါက်တာမြင့်မြင့်တယောက်တည်းမဟုတ်ဘူး။ NLD တစ်ခုတည်းမဟုတ်ဘူး။ဒေသတွင်းပြည်တွင်းနိုင်ငံတကာတကယ်ကိုစိုးရိမ်တာ။အထူးသဖြင့်တော့ဗျာတောင်ဆန်းစုကျင်ရဲ့ကျမ်းမာရေးဟာကျွန်တော်တို့အတိုင်းပြည်ရဲ့ကျမ်းမာရေးဖြစ်တယ်။ဆိုတော့ကောင်းပြီကျွန်တော်တစ်ဆက်ဆက်တည်းဘာပြောကျင်လဲဆိုတော့တောင်ဆန်းစုကျင်ကိုအတုံးချနေတာလား ။ဒေါက်ဆန်းစုကြည်ကိုခုလုံးလုပ်နေလာပါ။အာသူတို့ရဲ့ရွေးကောက်ပွဲကိုနိုင်ငံတကာကနေဖိအားပေးနေတဲ့အချိန်မှာအခုလည်းအာဆီယံထိပ်သီးပေါ့ဗျာ။အော်တိုဘာ23ကနေပြီးတော့အော်တိုဘာ28ရက်နေ့ထိလုပ်မယ်။28ချိန်မြောက်အာဆီယံထိပ်သီးမှာလည်းသူကတက်ခွင့်မရဘူး။နော်။အာဆီယံအဲ့ဒါကိုစလေပေါ့နော်အာစီအာစီယံအလက်ကျဥက္ကဋ္ဌရဲ့ကိုစလေနိုင်ငံကြီးဝင်ကြီးပေါ့နော်မလေးရှားနိုင်ငံကြီးဝင်ကြီးနဲ့အဖွဲ့ပေါ့နော် အဒီကိုစလေအဖွဲ့နေပြီးတော့လာတဲ့အခါမှာလဲအဲဒီနိုင်ငံသားဆေးရာစုကောင်မင်းအောင်လှိုင်ကငကိုအခွင့်အရေးတွေပေးဖို့တောင်းဆိုတယ်ပေါ့နော်ဒါပေမဲ့အဲ့ဒါတော့အာဆီယံရဲ့ထိပ်သီးကိုသူတက်ခွင့်ပေါ့နော်ဒါပေမဲ့မပေးဘူးပြဘာကြောင့်လဲဆိုတော့အာဆီယံရဲ့မူငါးချက်ကိုပြောင်းချိုးပေါက်နေတာအဲ့ဒါအော်ရဲအာဆီယံမှာလဲဘိုင်းနေမရှိတဲ့အခါကျဘိုင်းနေမလုပ်ထားတဲ့အခါကျတော့သူ့ကိုအရေးယူဖို့မစွမ်းတာဘူးနော်သူ့ကိုလဲဖိအားပေးဖို့လဲအစီအစဉ်မရှိဘူးသူ့ကို တိုက်တွန်းတာလွယ်လို့ဘာမှ မလုံနိုင်ဘူးအဲ့ဒီအတွက်ကြောင့်မလို့ BBC ကကျွန်တော်စဉ်းစားတာကအကန့်ကန့်ရှိဥသိမ်းဦးနဲ့တိုက်ရိုက်တွေ့ဖို့ဘာကြောင့်မကြိုးစားတာလဲနောက်တစ်ခုကအဲဒီဒေါက်တာတင်မျိုးဝင်းပေါ့နော်ဒေါက်တာတင်မျိုးဝင်းက NLD ဆွေးရလက်ထက်မှာကျွန်တော်ပြည်တော်စုငင်းငန်းရေးဆွေးနွေးမှုပူရက်ကော်မတီပေါ့နော်ကျွန်တော် UPDJC ရဲ့သူကဒုက္ခရာဖြစ်တယ်ဗျာဒေါက်တာတင်မျိုးဝင်းရပါနောက်တစ်ခုကဒေါက်ဆန်းစုကြည်ရဲ့အဲဒါသူကမိသားစုဆရာဝန်ဗျာဆိုတော့ဘာပဲဖြစ်ဖြစ်လေ ူ့ရဲ့အကျမ်းမရင်းနဲ့ပတ်သက်လို့ဆိုရင်နေရတဲ့အခြေအနေမျိုးမှာနော်လူကလူချင်းမဆုံမဲနဲ့အဲဒါကျွန်တော်တို့ကပြောနေဆိုရတာတွေကတော့အပေါ်တရက်ပို့ကျွန်တော်တို့ကတန်တရားကြီးတာပေါ့ဗျာနောက်တစ်ခုကတော့ဒီဘုံရန်သူကသူ့ဖားနာတယ်သူ့တရားရုံးတင်တယ်သူ့ထောင်ချတယ်ပြီးတော့သူတပုတ်လည်နေလိုက်ပြောနေတာဗျာအဲ့ဒါအခုအဲဆယ်နှစ်ပြည့်ပေါ့နော်ဆယ်နှစ်ပြည့်အဲကျွန်တော် NCA အခမ်းအနားမှာလေဒီအမကြီး ဒေါအောင်ဆန်းစုကြည်ရဲ့ကောင်းမှုကြောင့်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေနှောင့်နှေးကြံ့ကြာပါတယ်ဆိုပြီးတော့ငြိမ်းချမ်းရေးပွဲစားအောင်မင်းကိုနိုင်ကတပုတ်လင်လင်ပြောတယ်တိုက်ခိုက်တယ်အပုတ်ချတယ်တတကူဟာငကငကစစ်ရာစစ်ကောင်မင်းအောင်နိုင်ကလည်းပြောသေးတယ်ဗျအဲ့ဒီဒီအစိုးရနဲ့တဲ့တိုင်းသားလက်နက်ကင်အဖွဲ့စည်းတွေကြောင့်အဲ့ဒီတော့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကမောက်ကမောက်ဖြစ်တယ်ဗျာသူတို့ကတော့သူတော်ကောင်းရှင်းပြောရင်ဗျာအဲခွေးပစက်ကနေပြီးတော့နတ်စကားထွက်တယ်ပေါ့နော် အဲ့တော့အခုလေတောဆန်းစုကြည်ဘယ်နေရာမှာရှိနေတယ်ဆိုတာကိုတကယ်တကယ်ကြပြန်ပြီးဆွဲထားတာဗျာတစားကလောက်ထားတာလောက်ထားပြီးတော့သူယောက်ျားပဲဗျာယောက်ျားရင့်มาပဲလေစစ်ယူနီဖောင်းဝတ်ထားတာလေလက်နဲ့ကင်ထားတာပဲဗျာအဲ့တော့တဲဘောတော့မကြောင်သိဘူးဗျာတော်ဆန်းစုကြည်ဘယ်နေရာမှာထားပါလဲကျမကြီးကတော့ဘယ်လိုကောင်းပါလဲအဲ့တော့ဘယ်လိုဒီဒီကျမကြီးဆောက်ရှောက်မှုတွေပေးနေပါတယ် တော့ကျမိုင်းနဲ့ပတ်သက်တဲ့ထားရတဲ့နေရာလေလေဝင်လေထွက်အကအစပေါ့နော်စားရတောင်ရင်နေထိုင်ရအစအဲ့ဒါလေးနဲ့ပတ်သက်လို့ဘာမှသတင်းထုတ်ပြန်တာမရှိတဲ့အတွက်တောင်ဆန်းစုကြည်ကိုကဘာကြီးနဲ့ဖြတ်တောက်ထားတယ်မြန်မာနဲ့ဖြတ်တောက်ထားတယ်ဆိုတော့ဒါကကိုအောင်မယူသားဘူးဘာကြောင့်လဲဆိုတော့မလုံရဲတာဘာမှမရှိဘူးဆိုတဲ့မင်းအောင်လဲဆိုတော့အခုလည်းတောင်ဆန်းစုကြည်ကိုအဲ့ဒါဒီလိုမျိုးလက်လွတ်စေပဲပေါ့ဗျာနော်အဲ့ဒါဒီဥပဒေမဲ့ပေါ့နော် ထားရတယ်လှုပ်ထားတာ gain ထားတာကိုတော့ကျွန်တော်တို့ကလက်ခံနေစရာဘာအကြောင်းမှမရှိဘူးဗောနော်အဲ့ဒီအတွက်ကြောင့်မလို့ကျွန်တော်ကအခုလိုမျိုးအဲ့ရှုပ်ဝဲအဲ့ဒီထားရတဲ့ကိစ္စတွေနဲ့ပတ်သက်လို့သတင်းလည်းမထုတ်ပြန်ဘူးနောက်တစ်ခုကဒီစီးစီးနေအောင်တွတ်တွေ့တယ်ဆိုတာကလည်းတကယ်တကယ်ကြတော့အာဒီဒေါက်တာမြို့မြို့ကတော့ပြောနေတယ်ပေါ့ဒါပေမဲ့ကာကာရှင်နှစ်ယောက်ပြောတာကိုလည်းကျွန်တော်တို့ကကြားကျင်တယ် အဲ BBC ကလည်းအဲ့ဒီကိစ္စနဲ့ပတ်သက်လို့ပေါ့နော်အာဒီဟိုနေ့ဥပမာ investigation ပေါ့ဗျာနော်အာဒီ journalist ပေါ့ journalism ပေါ့နော်အဲ့ဒီရှုတော့ကနေပြီးတော့ကာကာရှင်သွားတွေ့တယ်ဆိုတော့ကာကာရှင်တယောက်ကိုတော့ရောက်အောင်မေးဖို့တော့လိုမယ်ပေါ့နော်အဒါတခုနောက်တစ်ခုကြတော့လေလေးယောက်စလုံးသွားတွေ့တယ်ဆိုတော့အဆိုပေါ့နော်အဲ့အဲ့ဒီသတင်းနဲ့ထွက်တယ်ဒါပေမဲ့အခုကတော့၄ရောက်စလုံးသွားတွေ့တယ်ဆိုတော့တရင်ကတော့ဒါလောက်ကြီးတော့ သူက hot မဖြစ်ဘူးနှစ်ယောက်သွားတွေ့ရတယ်နှစ်ယောက်သွားတွေ့တဲ့ကိစ္စနဲ့ပတ်သက်လို့ကလည်းဘယ်တော့တောင်မှ hot ဖြစ်လဲဆိုတော့အဲကျွန်တော်တို့ဒါတွေတော့နာမည်တွေတော့ကျွန်တော်မပြောတော့ဘူးပေါ့နော်အဲ report ပိုင်ရှင်တွေပေါ့နော်ကျွန်တော်နာမည်တွေတော့မပြောတော့ဘူးအဲဒီနေပြည်တော်ပေါ့နော်နေပြည်တော်စိတ်တိုင်းကလူဖိဆိုင်ကြီးမှာအဒီစီစီတယောက်ပေါ့နော်တော့တော့တွေ့တယ်ဒေါက်တာတင်မျိုးဝင်းနဲ့ဦးသိန်းဦးတို့နှစ်ယောက်ကိုမြင်တဲ့လူက မျက်မြင်သက်သေရသုံးအောင်ရှိတယ်ပေါ့နော်။ဒါဘသူဘသူတွေလဲဆိုတော့သူတို့မပြောတော့သူတို့နာမည်တွေလည်းကျွန်တော်မပြောတော့ဘူးပေါ့နော်။အဲဆိုတော့အဲ့ဒီသင်ကငါတွားအောင်လုပ်ဆက်တာဗျ။အဲ့ဒီလိုဒီလိုခိုင်ခိုင်မာမာပြောတဲ့လူကရှိတယ်ပေါ့နော်။ဆိုတော့အခုကတော့တရင်ကတော့နှမျိုးနှမျိုးဖြစ်နေတယ်ပေါ့။တွားတွေ့တယ်။ဒါက energy အုပ်စုတွေကပဲပြောတာ။အဲ့ဒါနောက်တစ်ခုကကြတော့ကံကံရှင်မဟုတ်တဲ့လူတွေပေါ့နော်။တွားတွေ့ပါတယ်လို့တဲ့ဟော့ဖြစ်နေတဲ့သူတွေကိုလိုက်က အမဟုတ်ပါဘူးဆိုတာကိုသူတို့ငင်းချက်မထုတ်ဘူးဒါပေမဲ့သူတို့မိသားစုဝင်တွေကတော့မိသားစုဝင်တယောက်ပေါ့ဒါပေမဲ့အမျိုးသားလားအမျိုးသမီးလဲအမျိုးသမီးလားဆိုတာလည်းမသိရဘူးတရင်မလို့ပဲပြောတာလीသူတို့ ਨੇ အဲမိသားစုဝင်တွေအတူရှိတယ်ပေါ့ဆိုတော့ follower လုံးအောင်မှာတော့ BBC က follower လုတ်ဖို့လိုတယ်အဲတကယ်တကယ်ကြတော့ဗျာဒါတိုင်းပြည်အတွက်အလွန်တရာမှအရေးကြီးတဲ့သတင်းမှာအဲ့လိုသတင်းမျိုးကအဲတကယ်တကယ်ကြတော့ဟုတ်နိုးနိုးဟုတ်နိုးနိုးဟုတ်နိုးနိုးနဲ့ဆိုတဲ့နေရာမှာပြည်သူလူထုအတွက်အများကြီးထိခိုက်တယ်နော် ်ပြည်သူလူထုကဒေါန်ဆန်းစုကြည်နဲ့ပတ်သက်လို့အများကြီးမျှော်လင့်လာတာသို့တော်ကြလည်းတကယ်တကယ်ကျတော့ဒီသတင်းတွေကဟုတ်တော့မလို့ဟုတ်တော့မလို့လို့နဲ့တကယ်တကယ်လည်းကြလည်းကြရောနော် no ဆိုတဲ့ပုံစံမျိုး ဖြစ်သွားတာတွေကတမင်ရေချက်ရှိရှိနဲ့စစ်အာဏာရှင်ဘက်ကနေပြီးတော့ဒါဓာတွေကစိုက်ဝါလုပ်နေတာလားနော်အဲ့တော့ကျွန်တော်ကဘက်တီကိုပြောတာပေါ့နော်။တော့ဘက်တီကိုပြောတာကျွန်တော်မဆွတ်ဆွဲဘူး။နော်။ဒါပေမဲ့ကျွန်တော်တို့ရဲ့ဘုံရံသူကတော့ ဆက်အာနာရှင်ဖြစ်တယ်နော်ဆက်အာနာရှင်တွေကအခုအချိန်မှာသူတို့ရွေးကောက်ပွဲနော်ပရမအတုပ်ပေါ့နော်ပရမအချိန်ရွေးကောက်ပွဲတရားနှစ်မြို့နယ်အောင်မြင်ဖို့အတွက်ကိုအဲ့ဒါသူတို့ကတရုတ်ကစပွန်ဆာပေါ့နော်တရုတ်ကပေးထားခြင်းနဲ့သူတို့ကအောင်ဝဲခံဖို့သူတို့ကအင်းနဲ့အားနဲ့ဒူးနဲ့တင်နဲ့လုံနေတဲ့အချိန်မှာဒါတည်ကြတယ်တည်ကြတယ်ဗျသူတို့ဝါရဖြတ်နေတာ ဒါပေမဲ့အပြပြပြည်သူလူထုကဟုတ်နှုတ်ဟုတ်နှုတ်နဲ့အာဒီအာအရှိအရှိမှာဗျာနော်တွေ့တယ်တွေ့တယ်တွေ့တယ်ဆိုပြီးတော့တကယ်တကယ်ကြတော့တွေ့တာလည်းမဟုတ်ဘူးပေါ့နော်ဒါပေမဲ့ຢာဖြစ်ရတော့နှစ်ပတ်တကာတွေ့နေတဲ့ကိစ္စတော့ဟုတ်ကောင်းမှုနိုင်တယ်ဒါပေမဲ့ဟုတ်တယ်လို့ကျွန်တော်ပြောဦးနော်သို့တော်ညာလည်းတကယ်တကယ်တတိရှိတယ်ဆိုရင်ကိုဖမ်းထားတာလေဗျာနော်ယောက်ျားကိုဖမ်းထားတာမဟုတ်ဘူးအမျိုးသားကိုဖမ်းထားတာမဟုတ်ဘူးအသက်80ကျော် အမျိုးသမီးကြီးကိုဖမ်းတာတာမန်လူမှုဘူးလူလူကောင်းဆောင်နိုဘယ်ငြိမ်းချမ်းရေးဆုရှင်ကိုဖမ်းတာဆိုတော့နိုင်ငံတကာကလည်းဒေသတွင်းကလည်းအခုလူမျိုးတရင်းမျိုးတွေနဲ့ပတ်သက်လို့အဲခန့်ခိုင်မှန်မှဖြစ်ဖို့အရေးကြီးတယ်ဗျာနဲအဲ့ဒါကို confirm လုပ်ဖို့အတည်ပြုဖို့ဖိအားတွေပေးဖို့အဲ့လိုမှမဟုတ်ဘူးဆိုရင်တော့ဒေါ်ဆန်းစုကြည်ကိုဒါစာခံအဖြစ်နဲ့နော်ပြန်မေးဆွဲရတာကြီးကရင်းမရတဲ့ ကိစ္စတွေပေါ့နော်အဲ့အဲ့ဒီအတွက်ကြောင့်မလို့အာဒီအော်တိုဘာလ15ရက်နေ့မှာအာတောင်းဆောင်စစ်ကြီးနဲ့အာတွားတွေ့တဲ့ကိစ္စတွေနဲ့ပတ်သက်လို့ကတော့ NLU မှာလည်းတာဝန်ရှိတယ်ပေါ့နော် NLU မှာတာဝန်ရှိတယ်တကယ်တကယ်အဲကျွန်တော်သိရတာအာဒါပြည်တွင်းမှာဆို၄ယောက်ပဲရှိတယ်နောက်တစ်ခုကအာဒီကြာဆုံးသွားတာဆိုရင် CC ကျွန်တော်အမှတ်မမှားဘူးဆိုရင်တော့အာ16ယောက်လောက်တော့ရှိတယ်ပေါ့နော်အာဒီဘက်မှာ အဲ့ဒါဒီဟိုရင်းကိုတော့ဖြုံးမင်းသိန်းကိုတော့သူတို့ကထုတ်ထားလိုက်ပြီးပြီပေါ့နော်ဖြုံးမင်းသိန်းဖြုံးမင်းသိန်းနဲ့တကယ်တကယ်ကြတော့တောင်စားစုကြည်ပေါ်မှာတစ္ဆာဖောက်ခဲ့တယ်ဗျအဲ့ဒါညင်းလို့မရတဲ့ကိစ္စပေါ့နော်နောက်တစ်ခုကထောင်ထဲမှာပဲကြာဆုံးသွားတာကဥညံဝင်းနဲ့ အဲဒီကျွန်တော်တို့ဒေါက်တာဇော်မြတ်မောင်ရှိတယ်ပေါ့နော်အဲဒီဘက်ကိုအဲဒီကျွန်တော်တို့တတိယနိုင်ငံပေါ့နော်ဒုတိယနိုင်ငံနဲ့တတိယနိုင်ငံကိုအဲရောက်နေတဲ့လူတွေပေါ့နော်ရောက်နေတဲ့ဥဟန္တာမြတ်တို့ရှိတယ်ပေါ့ဥအောင်ကျင်းကြီးတို့ရှိတယ်ဒေါ်မေဝင်းမြတ်တို့အဲဒါရှိတယ်ပေါ့နော်အဲနောက်တစ်ခုကကျွန်တော်တို့ထောင်ထဲမှာဆိုဒေါက်ဆန်းစုကြည်ပေါ့ဗျာနော်ဒေါက်ဆန်းစုကြည်ရှိမယ်တမနာကြီးဦးမြင့်ရှိမယ်စကိုင်းကဒေါက်တာမြင့်နိုင်ရှိမယ်မကွေးရဆိုရင်ဒေါက်တာအောင်မွန်းကျူရှိမယ်အဲကျွန်တော်ကိရင်မှာဆိုရင်ဒေါနာ ခင်တွင်းမြေရှိမယ်ရခိုင်မှာဆိုဥညိဘူးရှိမယ်နေပြည်တော်ကောင်စီနေမြေအာဥက္ကဋ္ဌဆိုရင်ဒေါက်တာဒေါက်တာမျိုးအောင်ရှိမှာပေါ့နော်အဲဒါမျိုးတွေဆိုရင်ကျွန်တော်အားလုံးတော့အာဒီပေါင်းလိုက်ရင်တော့ဆစ်ရှိအောင်လို့တော့ရှိမယ်ပေါ့နော်ဒီဘက်မှာဆိုရင်ကျွန်တော်ဥဟန်တာမြစ်တို့နော်ဥထွန်းထွန်းရင်တို့တော့ရှိမယ်ပေါ့နော်အဲနောက်တစ်ခုကတော့အာဒီဒီထူးခြားတာပေါ့နော်အထူးခြားတာကတော့အာဒီသတင်းနဲ့အာပတ်သက်လို့ပေါ့နော်အာဒီသတင်းနဲ့ပတ်သက်လို့ကတော့ကျွန်တော်တို့ကဒီတိုင်းပဲထားလို့တော့မရဘူးနောက်တစ်ခုကတော့ အဲကျွန်တော်ဘာလေးတခုတော့ကျွန်တော်ဖြည့်ပြောနေတယ်ဆိုရင်အတိုင်းသားတယောက်ရှိတယ်ဗျနော်တိုင်းသားတယောက်နဲ့ပေါင်းရင်တော့အဲ16ယောက်များအဲဒါဒါဖြစ်သွားမလားပေါ့နော်အဲဒါသူတယောက်တော့အဲဒါရှိနေသေးတယ်ပေါ့နော်အဲဒါဆိုတော့16 16တဲ့တော့20တော့မပြည့်ပါဘူးပေါ့နော်ဆိုတော့ကောင်းပြီအဲဒါဆိုရင်အဲတစ်ဖက်ကလည်းအဲဒီစိတ်တိုင်းကလပိဆိုင်မှာမျက်မြင်သက်သေ3ယောက်ကတွေ့ပြီးတော့နှုတ်တောင်နှုတ်ဆက်လိုက်ရတယ်လို့ပြောတယ်ပေါ့နော်အဲ့ဒီ3ယောက်ကိုလည်းကျွန်တော်တို့ confirm လုပ်ဖို့လိုတယ် နော်အဲ့တော့ဘသူတွေကတွေ့တာလဲနော်ဘသူတွေကတွေ့တာလဲပေါ့နော်အဲ့ဒီနှစ်ယောက်ကဒီရပိုင်းမှာဟောနော်အဲ့တော့ကိုစီကိုစီအိမ်မှာရှိရလားပေါ့နော်ဒီချိန်မှာတော့ဗျာရှင်းပါလေဗျာနော်ကို့နာမည်ပါနေတော့ကိုထွက်ရှင်းဖို့တော့လိုတယ်ဗျာအဲ့လိုမဟုတ်ဘဲနဲ့ဒူလောဒူလောနဲ့ဆိုရင်ဒါတော်ဝင်မကြည့်ဘူးနော်ပြည်သူလူထုအတွက် ပြည်သူကိုအဓိကထားတယ်ဆိုရင်ဒီတယောက်ကကာကရှင်တယောက်ကထွက်ရှင်းဖို့လိုလူတွေဗျကာကရှင်မုန်းတဲ့လူတွေကတော့ပြောတော့ပြောနေတာပေါ့နော်သို့တော်ညာလေကာကရှင်ဖြစ်တယ်ပေါ့နော်အာဒီစီးစီဖြစ်တယ်လို့ပြောတာပါနော်အာဒါဒေါက်တာမျိုးညွန့်ပြောတာလေးကိုတော့ကျွန်တော်စိတ်ဝင်စားတာကဒေါက်တာမျိုးညွန့်ကတော့ဒေါက်ဆန်းစုကြည်ရဲ့ကျမ်းမာရေးအခြေအနေကိုအာဒါစိုးရိမ်တဲ့အပေါ်မှာပေါ့နော်ဒေါက်ဆန်းစုကြည်နဲ့အာဒါလူချင်းတွဲဆောင်ခွင့်အာဒီဒီရဖို့အတွက်ကိုတော့တောင်းဆိုထားတယ်လို့ပြောတဲ့အခါကျတော့အဲ့ဒီတောင်းဆိုမှုအပေါ်မှာပဲ ဒီဘုံရံသူကနေပြီးတော့ဒါအဲဒါဒီတောင်းဆိုတာတော့အာဒေါက်တာမျိုးညို့ပေါ့ဗျာဒါတွေ့ခွင့်ပေးလိုက်တာကဒေါက်တာတင်မျိုးဝင်းနဲ့အဲဒါတူသိန်းဦးကိုပဲတွေ့ခွင့်ပေးတာလားမြည်တော့ပဲဆိုစေကမူအခုကတော့ဒိုလောဒိုလောဒိုလောတန်တရာတွေဟုတ်ပြီနော်တဖြည်းဖြည်းနဲ့ပို့ပြီးတော့အာဒီဒီမတိုးလာစေချင်ဘူးဗျာတော့မခိုင်မာသွားစေချင်ဘူးပေါ့နော်အဲ့ဒီကပြည်သူလူထုဘက်ကိုမျက်နှာမူပြီးတော့ပြည်သူလူထုဘက်ကိုပဲပြောတာနော်ပြည်သူလူထု မျက်နာကိုထောက်ထားပြီးတော့ပြည်သူလူထုဘက်ကိုမျက်နာမူပြီးတော့လူထုကောင်းဆောင်ဒေါအောင်ဆန်းစုကြည်ကို နော်လေးစားသောအဖြစ်ဒေါအောင်ဆန်းစုကြည်ရဲ့ကျမ်းမာရေးကို ထောက်ထားသောအဖြစ်ဒေါအောင်ဆန်းစုကြည်ကြံ့ရင့်ခဲ့တယ်ကြံ့နေသေးတယ်နော်အာပြောတလင့်နေတယ်ပေါ့နော်မိသားစုဝင်တွေပေါ့နော်အဲ့ဒါကိုထောက်ထားပြီးတော့ပြည်သူလူထုတရက်လုံးရဲ့မျက်နာကိုထောက်ထားပြီးတော့အဲ့ဒီကံကံချင်းတယောက်အနေနဲ့နော်မီဒီယာမှာထွက်ရှင်းဖို့တော့လိုမယ်ဗျနော်မီဒီယာမှာထွက်ရှင်းဖို့လိုတယ် ဲ့လိုမဟုတ်ဘူးဆိုရင်တော့ဒီနှစ်ယောက်ကလည်းတာဝန်ရှိတယ်မဟုတ်ဘူးဆိုရင်မဟုတ်ဘူးဆိုတဲ့အကြောင်းကိုထွက်ရှင်းဖို့တော့လိုတယ်ပေါ့မနော်အဲ့ဒီမှာကျွန်တော်ဘာလေးတခုပြောချင်လဲဆိုတော့နော်ဒေါန်ဆန်းစုကြည်နဲ့ပတ်သက်လို့သူတို့ကတော့ဒေါန်ဆန်းစုကြည်ကိုဘလောက်ဝါဒဖြန့်တယ်လဲဆိုရင်အဲ့ဒေါန်ဆန်းစုကြည်နဲ့ပတ်သက်လို့ဒေါန်ဆန်းစုကြည်ကနိုင်ငံချင်းသားဗျာနော်အဲ့ထောက်သွင်းပြီးတော့အဲ့အချင်းချထားတယ်ဗျာအဲ့ဒီအချိန်မှာအဲဒေါန်ဆန်းစုကြည်နဲ့ပတ်သက်တဲ့တရားရုံးမှာနော်အဲ့ဒါသူတို့ကတက်တေကာကကြီးပေါ့နော် အာဒီအကြောင်းကြားစာနဲ့ပတ်သက်လို့တပ်တွေကထာဝေးကျင်ညာချက်တွေနဲ့ပတ်သက်လို့ NLD ရဲ့ကျင်ညာချက်တွေနဲ့ပတ်သက်လို့တောင်ဆန်းစုကြည်ကို စစ်ဆေးမေးမြန်းထားတယ်တရားရုံးစစ်ဆေးချက်တွေနဲ့ပတ်သက်လို့သူတို့ဘက်ကတမင်ကိုရေချက်ရှိရှိနဲ့တောင်ဆန်းစုကြည်ရဲ့မွေးနေ့မတိုင်ခင်လေးမှာသူတို့ကထုတ်ပြန်ကြေညာတယ်။ကောင်းပြီကျွန်တော်အဲ့ဒါကိုကျွန်တော်ဗာလေးတစ်ခုသွားပြီးတော့အမြင်လဲဆိုတောင်ဆန်းစုကြည်ဖြေတာတော့တောင်ဆန်းစုကြည်ကယုံကြည်ချက်အပေါ်မှာခံကြက်အပေါ်မှာ ပြက်ပြက်သားသားခိုင်ခိုင်မာမာရက်တည်နေတယ်ဆိုတဲ့အကြောင်းလေးကိုကျွန်တော်ကဒီမှာအားလုံးသိဖို့အတွက်ကိုကျွန်တော်ကပြောချင်တာပါဘလောက်တောင်အမြော်မြင်ကြီးလဲဘလောက်တောင်ပညာသားပါလဲဆိုရင်ဖြေတဲ့နေရာမှာပြောတာနော်ဖြေတဲ့နေရာမှာပြောတာ तू ဘာပြောလဲဆိုတော့ပြင်ပနဲ့ तू အဆက်အသွယ်မရှိဘူးတဲ့တကယ်လဲကဘာကြီးနဲ့သူ့ကိုအဆက်အသွယ်ဖြတ်ထားတယ်လောကကြီးနဲ့သူ့ကိုအဆက်အသွယ်ဖြတ်ထားတယ်အမှောင်ချထားတယ်ပေါ့နော်ဆိုတော့အဲ့လိုအဆက်အသွယ်မရှိတဲ့အတွက် तू က မဖြစ်နိုင်ဘူးတဲ့။ तू မဖြစ်နိုင်တဲ့အချက်တွေရှိတယ်ဗျ။ဒါဘာလဲဆို CRPH တဲ့။နော် LUG တဲ့။ PDF တို့ဖွဲ့စည်းထားတာကို तू သိသလားတဲ့။ तू မသိဘူးတဲ့။ဟုတ်တယ်လေတကယ်လည်းမသိဘူးလေ။ तू သိစေချင်တယ်ဆိုရင် तू အချက်လက်တွေပို့လေ။သတင်းစာလောက်ဖတ်ဖို့ပေးလေ။နော်အဲ့နိုင်ငံကမီဒီယာမှာပါတဲ့ဥစ္စာတွေသူ့ကိုတိကွင်ပြုတ်လေဘာမှတိကွင်မပေးဘဲနဲ့နော်တိတိတယ်မဟုတ်ဘူးလားနမိတ်ပြမေးခွန်းနေနဲ့တရားရုံးမှာဆွဲချပေါ့ဗျာ ဆွဲချဆွဲချတရားသူကြီးတွေနော်တော့ဒေါန်ဆန်းစုကြည်ကတကယ်တကယ်ကြတော့အာရိကင်လာမကင်လာတရားသူကြီးလည်းသိတယ်ဆွဲချလည်းသိတယ်နော်အဲ့ဒါတရားဆွဲဆိုတဲ့တောင်ရှိပုဂ္ဂိုလ်တွေလည်းသိတယ်ဆိုတော့သူငင်းတယ်သူမဖြစ်ဆိုနိုင်ဘူးပြောတယ်နော်ကောင်းပြီအဲ့ဒါနဲ့ပတ်သက်လို့နောက်တော့သူထပ်ပြောတယ်ဗျသူမသိဘူးပြောတယ်ဖြင့်သဘောထားပေးဖို့လည်းသူမှမရှိဘူးတဲ့။ဘာကြောင့်လဲဆိုတော့ CRPH ကိုငကိုကလေးကနေပြီးတော့ဖွဲ့စည်းဖို့ကြိုတင်ပြင်ဆင်ထားတယ်ဆိုတာ အာဒါတိရမလားသူပြီးတော့အဲ့လိုဆိုတော့ဘယ်လိုလုပ်သိမလဲမသိတဲ့ကိစ္စကိုသူကမသိဘူးလို့ဖြေတယ်ဒီမင်းကနဲ့ပတ်သက်လို့ဟောက်မင်းလုံးဝသူမသိဘူးဖြေတယ်နောက်တော့ထလာတယ်ဗျเนาะ PDF တွေမိုင်းခွဲတယ်တဲ့နော်မိုင်းခွဲတက်ခတ်တာတော့ဒလန်ဆွဆဲပြီးတော့အတက်ဖြတ်တဲ့အပြုတ်မှုတွေနဲ့ပတ်သက်ဒီမင်းကသူပြောတာရှင်းရှင်းလေးပြင်ပနေတဲ့အဆက်တွေဖြတ်ထားတဲ့အတွက်သူမသိဘူးတဲ့နောက်တော့အဲ့နိုင်ငံတော်မတိမငိမ်းဟောက်မင်းမတိငိမ်းနဲ့ဖြစ်စင်နေတာတဲ့ NLD ကထုတ်ပြန်တဲ့တပ်သင်္ကန်ကာကြီးခါဝဲပေါ့နော် နော်အဲ့ဒါအဲ့ဒါတွေကြောင့်ဖြစ်လာရတယ်ဆိုရင် तू မင်းကဖြစ်တာရှင်းရှင်းလေးဘယ်လိုမတည်ငြိမ်မှုတွေဆိုလိုတာလဲတဲ့အပြင်းမာဖြစ်နေတဲ့မတည်မတည်ငြိမ်မှုတွေကိုမသိဘဲနဲ့အသူ့ကိုမတည်ငြိမ်မှုတွေနဲ့ပတ်သက်လို့အမှတော့ခြီးပြီးတုတ်ပြီးတော့ဗျာတကယ်တကယ်ကြာထောင်ချောက်ပဲဗျာတမင်ရေချက်ရှိရှိနဲ့တော့စနစ်တကြဒေါန်ဆန်းစုကြည်ကိုတရားကစည်ရင်သွင်းပြီးတော့ပေါ့မမျိုးမျိုးတတ်ပြီးတော့သူ့ထောင်ချတာဗျာသူကလည်းပြောတာရှင်းရှင်းလေးနော်ပြည်သာရှိတယ်ဗျာနော် ။ဒါကြောင့်တောင်ဆန်းစုကြည်ဒါတွေနဲ့ပတ်သက်လို့ဖြေခဲ့ပြီးပြီ။ဒီပေါ်မှာလည်းသူတို့ကချိန်ကြိုက်နော်။အချိန်ကြိုက်အဲ့ဒါဒီတရားရုံးမှာထွက်ဆိုချက်တွေနဲ့ပတ်သက်လို့သူတို့ကမထုတ်ပြန်ရင်ဘယ်သူတွေကထုတ်ပြန်မှာလဲ။အခုလည်းဒီတိုင်းပဲသူတို့ကမထုတ်ပြန်ရင်ဘယ်သူကထုတ်ပြန်မှာလဲ။ဟုတ်မယ်နော်။ဆိုတော့အတိတ်ကတော့ကျွန်တော်တို့ကတော်လန်ရေးကိုအာယုံဆိုက်စီခြင်းတယ်တော်လန်ရေးကနေပြီးတော့လမ်းကြောင်းပြောင်းသွားမဲ့ကိစ္စတွေထောင်ချောက်တွေ လှည့်ွက်တွေလှည့်စားမှုတွေကိုတော့ကျွန်တော်တို့ရှောင်ချဖို့လိုတယ်။ဒါကြောင့်လဲဆိုတော့ဒီရွေးကောက်ပွဲနဲ့ပတ်သက်လို့သူတို့ကိုပြစ်မှတ်ထားပြီးတော့ဖိအားပေးနေတဲ့အချိန်မှာသူတို့ကလည်းပြန်ပြီးတော့ defense ပေါ့ဗျာ။ counter ပေါ့နော်။သူတို့ကဗန်ပြန်ပြီးတော့သူတို့ကပြန်ပြီးတော့ဝါရဖြတ်ကြည့်တာ။ဆိုတော့ကျွန်တော်တို့အရှင်းနေဗျာ။ဒီရွေးကောက်ပွဲကြီးကိုလုံးဝလုံးဝလုံးဝမလုပ်စေချင်ဘူးဆိုရင်ပြက်ပြားစေချင်တယ်ဆိုရင်အနိုင်ဆုံးစစ်က MUG မြို့သားညီညွတ်ရေးအစိုးရအနေနဲ့ ပါဆက်ကနေပြီးတော့ဆင်ဖမ်းမယ်ကြားဖမ်းမယ်ကန့်ကွက်ကြပါစန့်ကျင်ကြပါဆိုတာထက်ကိုအလုံးနဲ့သက်သေပြဖို့လူတယ်ဗျလက်တွေ့အဖြစ်တခုထုတ်ဖို့လူတယ်အဲ့ဒါကစည်ရေးရဖျားပေးဖို့လူတယ်စင့်နိုင်တိုက်ဖို့လူတယ်အဲ့လိုမဟုတ်ဘဲနဲ့အင်္ဂတကားနေပြီးတော့ရေကောက်ပွဲနော်မချင်းပနိုင်အောင်ဖျားပေးပေးပါလို့ကိုကိုနဲ့ကဘာလုပ်မှာလဲ ပြည်သူလူထုကိုပြန်ပြီးတောင်းပေးနေတာလဲဆက်ဆရာလဲကောင်းတယ်ဗျ။ဘာကြောင့်လဲဆိုတော့ပြည်သူလူထုရဲ့အသက်အိုးရင်စီးစေ။ပြည်သူလူထုရဲ့လုံခြုံရေးကိုဘာတောင်းဝင်မှယူတာမဟုတ်ဘူး။ဘာမှလည်းမကကွယ်နိုင်ဘူး။ဒီဘက်မှာဘုံရန်သူလုံနေတဲ့စစ်မှုထမ်းမှသည်အခုရွက်ကောက်ပွဲအထိလဲဘာဆိုဘာမှမတားဆီးနိုင်ဘူး။အဲ့လိုမျိုးမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ကအခုဒေါန်ဆန်းသူကြီးနဲ့ပတ်သက်တဲ့ဒီလိုသတင်းတွေထွက်လာပြီးဝါရဖြန့်ချီနေပြီးပြီး ဲ့ဒါဆိုရင် NLD မှာလည်းတာဝန်ရှိတယ် CIA page မှာလည်းတာဝန်ရှိတယ် NUG မှာလည်းတာဝန်ရှိတယ်ဒီသတင်းတွေနဲ့ပတ်သက်လို့ခုန CIC နှစ်ယောက်ကိုတော့ဘာပဲပြောပြောဗျာအပြုတ်သဘောနဲ့ဒီဟာကိုမီဒီယာရှေ့မှာထွက်ပြောဖို့လို့လို့အဲ့ဒါဆိုရင်တော့လောက clear message ဖြစ်သွားမယ်ဘသူတွေကအတုံးချနေတယ်လေဘသူတွေကကုတုံးလုံးနေလေဘသူတွေကအချိုးစည်းဝါအလုံးကဒေါအောင်ဆန်းစုကြည်ကိုအတုံးချနေတယ်လေကုတုံးလုံးနေတယ်လေအဲ့ဒါကိုကျွန်တော်တို့ကပေါ်ဖို့တော့လိုတယ်နော် ဲ့လိုမှမဟုတ်ဘူးဆိုရင်တေချာတာကတော့ပြည်သူလူထုရဲ့เนาะစိတ်ပိုင်းဆိုင်တာအများကြီးထိခိုက်တယ်ဗျာပြည်သူလူကအများကြီးညှော်လင့်လာတာလေဆိုတော့ကျွန်တော်အရှိအစီအစဉ်တော်မှာလည်းပြောခဲ့တယ်လေတောင်ဆန်းစုကြည်ရှိသေးရဲ့လားဗောဗျာเนาะကျွန်တော်တို့ကတော့မယုံဘူးဗျာเนาะဒီကောင်းတွေကိုယုံကြည်စရာဘာကြောင်းမှလည်းမရှိဘူးဘယ်တော့အခါမှလည်းဂရိတီးခဲ့တာလည်းမဟုတ်ဘူးနောက်တစ်ခုကကဘာကျော်လူလိန်နေဗျာ ကဘာကြောလူလိမ့်နေအဲ့ဒါကိုတော့ကျွန်တော်တို့ကတိဖို့တော့လူမန်လူမန်ပေါ့နော်အဲ့လိုတော့မလို့သူမတူအကျဉ်းသားဆိုတဲ့အဲမစ္စတာရှောင်းတန်းနဲ့ရေးတဲ့ဆောက်ထဲမှာလည်းရှင်းနေဗျာတောင်ဆန်းစုကြည်ရဲ့ရက်တီကြီးကရှင်းနေလူငယ်တွေပေါ်မှာထားတဲ့သဘောထားလည်းပြက်ပြက်သားသားအဲတစ်ဖက်တစ်ခါရုံထွက်တဲ့အခါတိုင်းမှာမစ္စတာရှောင်းတန်းနဲ့ကိုမေးတယ်မစ္စတာရှောင်းတန်းနဲ့ကိုတည်င်းစကားတွေပါတယ်ပြည်သူလူထုအပေါ်မှာထားတဲ့သဘောထားနော်လူငယ်တွေရဲ့ယနေ့ နွေဦးတော်လိုင်းရေးပေါ်မှာထားတဲ့သဘောထားအဲ့ဒါတော့မစ္စတာရှောင်းတာနယ်ကသူ့ဆောင်ထဲမှာလဲရေးတယ်သူ့ရဲ့အင်တာဗျူးတွေမှာလဲသူပြောတဲ့အတွေ့အကြုံမလို့ဒေါက်ဆန်းစုကြည်ကတော့ရှင်းတယ်ဗျာနော်မသိဘူးမသိဘူးဆိုတာတော့နောက်တစ်ခုကသူကအာဒီ2022ဒီဇင်ဘာလအထိက ရှေ့နေနေနဲ့တွေ့နေတာရှေ့နေအဖွဲနဲ့တွေ့နေတာဆိုတော့ရှေ့နေအဖွဲကတော့တွေ့ခွင့်မပေးဘဲနဲ့ဒီစီးစီးတယောက်ကိုတော့တွေ့ခွင့်ပေးတယ်ဆိုတာကော logic အရာ logically ရဖြစ်နိုင်သလားဆိုတာလေကျွန်တော်တို့ကစဉ်းစားဖို့လိုတယ်ပေါ့နော်ဟုတ်တယ်အခုတောင်းဆိုတာတော့ရှိတယ်ဒေါက်တာပြောညွပြောပုံရဆိုရင်တော့တောင်းဆိုတာတော့ရှိတယ်တော့ဒေါက်တာမျိုးဒေါက်တာတင်မျိုးဝင်ကြတော့လေမိသားစုဆရာဝန်ဖြစ်နေတယ်ကျမကြီးအတွက်ကိုလည်းတောက်လျှောက်ကလည်းဖိအားပေးနေတဲ့အခါကြတော့အဲ့ဒီအပေါ်မှာတွေ့ဝင်ပေးတာလားသဘောယူလားမယုံမဖြောက်တဲ့သဘောမျိုးနဲ့တွေ့ဝင်ပေးတာလားဒါမှမဟုတ်ဘဲနဲ့ကျွန်တော်တို့ တော်လန်ရေးတော်လန်ရေးကို အာရော့စည်းဖို့အတွက်ပြည်သူလူထုစိတ်သက်တည်ဟုတ်ပြီနော်ထိခိုက်ဖို့အတွက်ဒီလိုမျိုးလောက်ဟန်နေနဲ့တို့ရဲ့နော်ဝါရဖြန့်ချီရန်ရရကနေပြီးတော့စိတ်သက်စစ်စင်ရေးရန်ရရကနေပြီးတော့ဒါတွေကိုစီစဉ်ဆောင်ရွက်နေသလားဆိုတာတော့အာဒီသွားတွေ့ပါတယ်ဆိုတော့သွားတွေ့တယ်လို့အစွတ်ဆဲခံရတဲ့စီးစီးမြောက်နေနဲ့အမြန်ဆုံးဒီဟာကို မီဒီယာတွေရဲ့အရှိမ သတင်းထုတ်ပြန်မှုအလွန်တရာမှအရေးကြီးသွားပြီဆိုတဲ့သတင်းစကားကျွန်တော်ပါကြံပါတယ်အဲ့လိုမဟုတ်ဘဲနဲ့ BBC ကလည်းအဲ့ဒီကိစ္စနဲ့ပတ်သက်လို့ကတော့ follower တွေကျွန်တော်တို့အများကြီးလှုပ်ဖို့လိုတယ်ဗျာဒါကြောင့်လေမိသားစုကတွတ်တွေ့တယ်ဆိုတော့ဝမ်းသာတာပေါ့ဗျာဟာမကြခင်တော့ဒေါ်စစ်ကြီးသတင်းကိုသူအမေရဲ့သတင်းကိုသိရမယ်ကျွန်တော်တို့ကလည်းဟောလူလူကောင်းတော်ရဲ့သတင်းပြည်သူလူလူကလည်းတို့ချစ်ခင်အဲဒီဒီလေးစားရတဲ့အဲအဲဒီလူလူကောင်းတော်ရဲ့တရင်ကိုသိရမယ်ဆိုတော့နော်အဲဒီအတွေးခေါ်အယူဆပေါ့နော် ဒီလိုမျိုးနေနဲ့အဲဒီစောင့်မျှော်နေတယ်ဗျာဒါပေမဲ့အခုချိန်ကြီးကတန်တန်ရှင်တွေကသူတို့ကိုယ်နဲ့ကထွက်ပြီးညင်းနေတာမဟုတ်ဘူးဒေါက်တာမျိုးညော်တော့သူကတော့ဒါနဲ့ပတ်သက်လို့ဟာသူညင်းတယ်ပေါ့နော်အဲဆိုတော့ဒါတွေကလည်းကျွန်တော်တို့ကတော့အများကြီးစဉ်းစားစရာတွေတော့ဖြစ်တယ်အဲဒီဘုံရံသူကတော့ဘာမှယုံကြည်စရာတော့အဲကျွန်တော်တို့အကြောင်းမရှိဘူးအဲ CCD နော်16ရောက်16ရောက်လောက်တော့ရှိတယ်ကြာဆုံးသွားတာ ਨੇ အဲကျွန်တော်တို့နိုင်လား18ရောက်လောက်ပေါ့နော်ပြည်တွင်းမှာတော့၄ရောက်ရှိတယ်အဲ့ဒီ၄ရောက်ကတိုင်ပင်ပြီးတော့လုတ်တင်လုတ်ထိုက်တဲ့အလုပ်ကိုတော့ဟာလုတ်ဖို့တော့ကျွန်တော်ဒီနေရာနေပြီးတော့တိုက်တွန်းကျင်တယ်တောင်းဆိုကျင်တယ်အဲအဲ့လိုမှမဟုတ်ဘူးဆိုရင်တော့ဒေါန်ဆန်းသူကြီးနေရင်ဆိုင်ကြုံတွေ့နေတဲ့အခက်အခဲကြက်တဲ့စိန်ခေါ်မှုကပုံတရက်ပူတိုးပြီးတော့အဲကျမ်းမာရင်းနဲ့ပတ်သက်လို့နော်အဲအလုံးပေါ့နော်အဲ့ဒါဆိုရင်ဘွယ်ရအနေထားမျိုးကိုအဲ့ဒါရောက်နေပြီလားဆိုတာတော့ကျွန်တော်တို့ကတော့ရှင်းပြရင်ပြ ဲ့ဒီကိစ္စနဲ့ပတ်သက်လို့တကယ်ကိုသိချင်တယ်ဗျာအနောက်ဆုံးကျွန်တော်ပြောချင်တာကတော့ရှင်းပါတယ်เนาะတောင်ဆန်းစုကြည်ကိုပထမနေပြီးတော့အချုပ်ထောင်ပြောတယ်အပြီးလဲပြောအဲဒီရာသီဥတုပြင်ထန်တဲ့အတွက်ကြောင့်တနေရာကိုရွှေ့ပြောင်းသွားတယ်ပြောတယ်အဲ့ဒါဆိုရင်เนาะစစ်အခြေစိုက်စခန်းနေမှာထားရလားတောင်ဆန်းစုကြည်ရဲ့လုံခြုံရေးချမ်းသာရေးเนาะလက်ဆတူကဒါတွေနဲ့ပတ်သက်လို့အသက်အရွယ်80ကျော်เนาะအဲ့ဒီဒေတာကလည်းအလွန်တရာမှပူတယ် ဆိုတော့ဒါတွေနဲ့ပတ်သက်လို့ကတော့ကျွန်တော်တို့တော့တကယ်တော့မိသားစုကိုလည်းကျွန်တော်တို့ကိုကျင်းစာတယ်ပေါ့နော်အဲ့လိုမှမဟုတ်ဘူးဆိုရင်တော့ဒါကဝါရဖြန့်ကျင်တက်တက်နော်တမင်ကိုရေကျက်ရှိရှိနေအဲ့ဒါနိုင်ငံရေးအကျိုးမြတ်အလို့ငါနိုင်ငံရေးအဲ့ဒါအမြတ်ထုတ်ဖို့အတွက်ကိုဒေါန်ဆန်းစီကြီးကိုခုလုံးလုပ်နေတာအသုံးချနေတာရွက်ောက်ပွဲကလည်းနီးကပ်လာပြီးဖြစ်တဲ့အတွက်အဲ့ဒါရွက်ောက်ပွဲကိုဟာသူတို့ကဟုတ်ပြီနော် ဖုံးပြခြင်းတဲ့အခါကျတော့တစ်ဖက်လက်နဲ့ပေါ့ဗျာအဲဒီသတင်းကိုထုတ်ပြီးတော့ရွက်ကောက်ပွဲအပေါ်မှာဖိအားတွေရွက်ကောက်ပွဲအပေါ်မှာတော့အတိုက်ခံအင်အားစုတွေတော့တော်လိုင်းအင်အားစုတွေသူ့ကိုစန့်ကျင်တဲ့အင်အားစုတွေရဲ့ဖိအားတွေကိုအတန်ရှင်တွေကိုရော့ဖို့အတွက်အာသူ့ဘက်ကနေပြီးတော့အားထုတ်ကြိုးပမ်းနေလို့ပဲအဲ့ဒါကျွန်တော်ကတော့ဆွဆဲကျင်တယ်ဗျာဒါပြက်ပြက်သားသားဟုတ်မင်းနော်အဲ့ဒီအတွက်ကြောင့်မလို့မဟုတ်ဘူးဆိုရင်နော်ယောက်ျားတံမဲနဲ့ကျငါတို့ကတော့မဟုတ်ဘူးဆိုရင် မီဒီယာတွေရှေ့မှာထွက်ပြီးတော့ဇော်မဲလုံးအနေနဲ့ထွက်ရှင်းဖို့လုပ်တယ်เนาะအဲ့ဒါရှင်းတဲ့အခါမှာလဲကျွန်တော်တို့ကเนาะနှုတ်တရားစာတလုံးထက်ပိုတဲ့ကျွန်တော်တို့ဒေါက်ဆာစုကြည်ကိုကျွန်တော်တို့မြင်ရင်နဲ့တွေ့ကျင်တယ်ဘယ်မှာလဲကျွန်တော်တို့ဗီဒီယိုထဲမှာရုပ်သံထဲမှာကျွန်တော်တို့တွေ့ကျင်တယ်အဲ့လိုပုံဖဲနဲ့ဗဇက်ကထွက်ရှင်းတယ်နော်တရင်ထောက်ပြမှုတွေတော့ကျွန်တော်တို့လုံးဝလက်ခံမှာမဟုတ်ဘူးအဲ့ဒီအတွက်ကြောင့်မို့လို့လက်တဲ့တရားခံသည်စစ်အာဏာရှင်တွေပဲဖြစ်တယ် တောင်ဝင်းအရှိဆုံးသည်စစ်အာဏာရှင်တွေပဲဖြစ်တယ်။ဒါကြောင့်မလို့ယနေ့ဒေါ်ဆန်းစုကြည်နဲ့ပတ်သက်တဲ့နိုင်ငံရေးအကျဉ်းသားတွေနဲ့ပတ်သက်တဲ့တရားမျှတမှုကိုဟုတ်ပြီနော်ဒီလူတွေက ပြက်ပြက်သားသားဟုတ်ပြီနော် ဖော်ပြီးတော့ရုပ်တန်နဲ့ဖြစ်ရှင်းမှသာလေကျွန်တော်တို့ကလက်ခံနိုင်မယ်ဆိုတဲ့အကြောင်းပေါ့အဲ့လိုမှမဟုတ်ဘူးဆိုရင်တော့တကယ်တကယ်ဖန်ဆီးထားတာကမတရားတဲ့ပုံမှန်တင်နေဖန်ဆီးထားတာလေလက်ခံနိုင်စရာအကြောင်းမရှိဘူးအဲ့ဒါကိုလေဒေတာတွင်းနဲ့နိုင်ငံတကာကလည်းနှုတ်ပိတ်မနေဘဲနဲ့နှုတ်ဆက်မနေဘဲနဲ့တာဝန်ရှိရှိနဲ့တာဝန်တည်တည်နဲ့တာဝန်ယူမှုတာဝန်ခံမှုနဲ့နော်အာဒီဆက်အနာရှင်တွေကိုအမြန်ဆုံးဖျားပေးဖို့လိုတယ်ပြင်းပြင်းထန်ထန်နော်အမြန်ဆုံးအေးအေးယူဆောင်ရွက်ဖို့ အချိန်တမီဆိုတဲ့သတင်းစကားပိုင်းနဲ့ဒီနေ့ကျွန်တော်ရဲ့တုံ့တက်အဖြေရှာတဲ့အစီအစဉ်ဒီမှာပဲအဆုံးသတ်ပြစီလို့အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ channel လေးမှာနေ့စဉ်သတင်းထူးမြောက်ကိုစူးစီးဖော်ပြပေးနေတာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ခဲ့ဖို့မမေ့ကြပါနဲ့ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်